အခုတင်ဆက်ပေးမယ့်သတင်းကတော့အဝေးပြေးလမ်းများကိုလက်သမားများကထွန်ဆက်တွေနဲ့ပိတ်ဆို့ဆန္ဒပြတဲ့သတင်းပဲဖြစ်ပါတယ်။လက်သမားတွေကသူတို့ရဲ့မကျေနပ်ချက်တွေကိုဖော်ထုတ်ဖို့အတွက်အဓိကကြတဲ့အဝေးပြေးလမ်းတွေကိုထွန်ဆက်တွေနဲ့ပိတ်ဆို့ဆန္ဒပြနေတာကြောင့်ပြည်သက်နိုင်ငံမှာအကြက်တဲတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ မိသမားတွေဟာပြင်းထန်တိုက်ခိုက်လှတော်အမတ်တွေကရွေးတုံချမှုသဘောပတ်ဝန်းကျင်ထိထိမှုနဲ့ဆိုင်တဲ့ဥပဒေပြင်ဆင်မှုတွေလုပ်ဖို့အတွက်ကြိုးပမ်းနေတာကိုစတင်ကြက်ကွက်တဲ့အနေနဲ့မြို့တော်ပဲရစ်နဲ့တခြားမြို့တွေကိုရှိတ်ဆက်ထားတဲ့အဝေးပြေးလည်တွေကိုပိတ်ဆို့ဆန္ဒပြနေတာပါပြင်ဆင်မဲ့အချက်တွေကြောင့်ကြံပါဝင်ပြည်သူ့လူသမားတွေအနေနဲ့အများဆုံးဆိုင်ပြတဲ့တည်နံတွေကိုစိုက်ပျိုးမယ်ဆိုရင်ကုန်ကြစီပုံမမြင့်တက်လာမှဖြစ်တယ်လို့ဥပဒေပြင်ဆင်မှုတွေမလုံးအောင်လို့ဆန္ဒပြနေတာပါ ပြည်သည့်ပါဝင်ဥရောပနိုင်ငံတွေကလက်သမားတွေကကုန်ကြစည်ကြီးမြင့်မှုတွေကြောင့်ဥရောပပြည်ပနိုင်ငံတွေကတင်သွင်းလာတဲ့ဟင်းဒီဟင်းရွက်နဲ့တတိဝက်လန်တွေနဲ့ဈေးနှုန်းကြီးရှိမဲ့မရောနိုင်တဲ့အားနည်းချက်တွေနဲ့ရင်ဆိုင်နေရတယ်လို့သိရပါဗျ။ဒီတဲ့တွေကိုတော့ညင်းချက်အောင်ပေးပို့လာပါဗျ။